ရင်ချင်မှုနည်းနည်းနဲ့တော့အဲ့လိုနှက်ကစားတာတော့လေပေတာချအောင်ကစားမယ်လို့ဆိုဖြတာအာဒီပေတာတခုယုံထဲမှာလာပေးတဲ့ပေတာကိုတော့ဒါထန်ရောက်ပြီးလာတော့မေးတယ်ဒီနေ့အမနာပြန်လို့ထိုးအောင်မှာတော့ရောက်ပြီးလာအဲ့လောက်ထိတာသူတို့မသိရဘူးအခုတီးတယ်သူတို့ဝမ်းသာတယ်အဲ့လိုတော်တော်ဟုတ်ကဲ့တော့ပါလေပွဲကတော့ကျွန်တော်စလာနေတယ်ကျမ်းတာတော့ကျောင်းသားတွေဒီကောင်းတယ်ဘယ်သူကပုံမှန်လဲဆိုပြီးတော့ရှင်ထိုးကြတဲ့ပုံစံမျိုးတွေ့ရတယ် ကွဲပြီးရဲ့ဒီလိုလောကတန်ဖိုးကမကြတော့ဘူးအဲ့တော့အခုဒီပလန်ကအစိုးရရဲ့အဲ့လိုမျိုးထိုးလို့လာပါတော့။အင်းသူသူကဟိုကေဘောင်ဆင်မှာလည်းသူကအဲ့လိုမျိုးသူကကောင်းနေဆိုတော့ကျွန်တော်ကလည်းအဲ့လိုမျိုးသူရဲ့ကေဘောင်ဆင်နဲ့ပုံကောင်းဆိုတော့ကျွန်တော်အဲ့လိုမျိုးဆင်ထိုးပေးလိုက်တာ။ဟုတ်ကဲ့။ကျွန်တော်တို့ပါအောင်ပါ။ဒီရောလေအခုကျွန်တော်တတိထားပြရပါလား။ဟုတ်ကဲ့။နောက်ပိုင်းနောက်ပိုင်းအချိန်လေးမှာနည်းနည်းဘောလာတာလေးတွေ့ရပါလား။ဟုတ်ကဲ့။အဲ့ဒီအချိန်မှာဆိုတော့တစ်ဖက်ကလည်း ဟိုဒီယူထိုးတာနော်အဲ့ဒီချိန်မှာပေးတဲ့နေရာတွေကတော့အားပေးနေပါလားအဲ့ဒီချိန်မှာဟိုဟိုစိတ်ထဲမှာပေါ့နော်ဘယ်လိုမျိုးလေးခံစားနေလဲအဲ့ဒီချိန်အဲ့လိုမျိုးပေးတာဆန်တော့ကြားတယ်ဒါမှသူထိုးချက်ထိချက်ရတော့ပါဝါတော့ရှိတယ်ဒါမှကျွန်တော်ပေးတာအားနဲ့ဘာမှမသိအောင်ထိတယ်ထုံထုံဘိုင်းတယ်ဆိုတော့အားထိတယ်နာမည်မသိအောင်ပေးတာအားဇီရိုဖြစ်နေတာဟာခေါင်းထိလဲဘာမှမဖြစ်ပေးတာဆန်မှာကြားနေရသူထိုးတာဘူးအဲ့ဂယုမဆိုင်ဘူးဟုတ်လားနောက်ပြီးတော့ဘာလဲဒီပွဲရပါတော့ ကိုပိုက်တာပွားမှာဒီပိတ်သက်အများဆုံးပွဲဒါမှမဟုတ်ရှင်ပိတ်သက်အများကြီးနဲ့အရင်ကဟိုမြန်မာနိုင်ငံမှာထိုးတော့တယ်ဘယ်ဟာကကိုယ့်အတွက်ဘယ်ဟာကပို့ပြီးတော့စိတ်လွှမ်းရှာဒီပွဲရတယ်အခုလက်ရှိ time မှာဆိုတော့ပထမဆုံးဒီမှာ time မှာဆက်ထိုးရဲဆိုတော့ဒါပြေတာအများဆုံးပွဲလို့ပြောလို့ရတယ်ဟုတ်ကဲ့မြန်မာပြည်သူ့နိုင်ငံနဲ့သူ့ပေါ့မြန်မာပြည်မှာဆိုလဲဒီထက်ပုံများတယ်အခု time မှာဆိုရင်လာထိုးတာတော့ဒါပြေတာအများဆုံးလို့အဲ့လိုမျိုးပြောလို့ရတယ် ပွဲရပါတော့တောင်းတော့ကောင်းတယ်ပေါ့တကယ်ကျွန်တော်တို့ကြည့်ရတာတကယ်မိုက်ဒါပေမဲ့ဟိုဘောနဲ့ကြောင်မရလိုက်ဘူးဒါလေးတော့ဟိုလူလေးခံစားတယ်ကျွန်တော်ဘယ်လိုမှမခံစားရပါဘူးမထိုးဝင်ကလေးကလည်းခါကြရေးပေးတာတွေကပြောတယ်ဘောနဲ့ယူလာတော့အဲ့လိုအဲ့ညီလေးဆက်မှာအဲ့လိုမျိုးဖြစ်တာအဖိအားဖြစ်တယ်လေအဲ့လိုမျိုးကျွန်တော်ကလည်းဘောနဲ့ကိုမမြမန်းကျွန်တော်ထိုးတဲ့ပွဲကိုပြေတာကြရေးကျွန်တော်ကျင်နာပြီဒီထက်ကောင်းထိုးမယ် ဒီထက်ကောင်းရင်တော့ဘောနဲ့မကအများကြီးကျွန်တော်မန်းတာတော့နော်ဘောနဲ့ဆိုတာဒါနောက်အဲ့လိုမျိုးပဲကျွန်တော်စိတ်မှခံရတယ်အကောင်းဆုံးကစားပြမယ်ပြေးသက်တယ်ဟိုဘောနဲ့ရတာမရတာကျွန်တော်အဲ့လိုမျိုးဟိုဘာလဲစိတ်ထက်တစ်ခါမှမတွေ့ဟုတ်ကဲ့ဒီထက်ကောင်းအောင်ပဲလှုပ်လှုပ်ချင်တာဟုတ်ကဲ့ဟုတ်ကဲ့ဟိုဆိုမင်းမင်းနေဒီကနေ့ညပွဲစဉ်မတိုင်ခင်တော့နော်ဒါအခုဒီပွဲကိုဒီမလက်ခံခင်ပါတော့နော်ဒါမြန်မာပြည်တွင်းမှာကျွန်တော်ပွဲထူးတက်တာမျိုးတွေရှိခဲ့ပြီတလား အာဒီပွဲမထိုးခင်ထိုးသားခက်တဲ့ပွဲရှိခဲ့ဘူးတဲ့အာရိုးရပွဲတွေက6ပွဲလောက်ဆော့ဆော့ဘူးတဲ့ဟုတ်ကဲ့6ပွဲနည်းနည်းနာပြီးတော့ဗောဒီ1အနေနည်းနည်းနာပြီးမှ6ပွဲပြတ်ဆော့တာပါရမအူဆုံးပွဲကတော့ဒီကျွန်တော်မက်မက်ပလက်မနှစ်ချီပွဲပြတ်စားထိုးတယ်နည်းနည်းနာပြီးတော့ပြီးတော့ဒုတိယပွဲမှာတော့ဒီ1မှာ ထိုးတဲ့စူပါရေချမ်းနဲ့ဆော့တယ် nó tất nhiên bữa mà cha rồi đi nít tự cứu cho khăm à thay nó sợ đấy nó rồi đi rau thảo bữa cha rồi đi mùi thay nó bữa là thui đi đấy đi mấy sau bữa mà bên sáng mà bữa cha rồi là đi cho nó nên đi lấy mẹ mà khu lạc không ở đi mùi thay phải đã các bạn nó khu nè tôi nè sợ là tôi gì nó nó chấp với nhau mà rồi cho nó luôn nhau mà cả gia đình mà sốt thua thay mà là sợ bữa đi mùi thay cả gia đình mà là sợ rồi bây giờ cho nó nó lạ quả mà nó không biết sợ ပါရေးချမ်းနဲ့တူတက်ခဲ့တဲ့ပွဲမှာအမှန်ရရှိခဲ့တာတည်တည်ရပဲဟုတ်တည်ရပါတုံးကြည့်ပဲဆိုတော့သူကဟုတ်ကဲ့အဲ့တော့စုံမင်းကြီးဒီကလေးဒီဝမ်ချမ်ပီယံရှစ်ဒီညထူးထွားတဲ့ပွဲမှာပဲတော့ဒါဆွမ်းဆောင်ဒါကျွန်တော်ဒီမှာပြည့်တယ်အားလုံးကညီနေရပါတော့လက်တီထူးချက်တွေမှာတော်တော်လေးကိုကောင်းနေကြအဲ့တော့ဒီပြိုင်ဖက်ကိုစုံမင်းကြီးနေနဲ့ဒါ ဒီဆရာသမားတွေရဲ့ဒီပြန်ဖတ်ကိုဒီစုံလေးကိုအတိမပေးခင်ပါဘောနော်ဒီလက်တီးပိုင်းမှာသူတို့ဒီငကိုကလေးကကျူတီပစ္စည်းမှုလုတ်ထားတာပါဒါမှမဟုတ်ဒီပြန်ဖတ်ဒါပူထူအမဲဖတ်တာတိတဲ့အတွက်ကြောင့်ဒီဖိုင်တာနဲ့ပတ်သက်ပြီးတာအထူးတလေဒီလက်တီးပိုင်းကိုပြင်ဆင်ခဲ့တာပါဒါနဲ့ပတ်သက်ပြီးကျွန်တော်လက်ဒီပိုင်းကြတော့ကျွန်တော်အဲ့ဒီငငယ်ရဆိုကျွန်တော်ကပေါင်းရှင်ဆော့တာအာပေါင်းရှင်ဆော့တာဒီပြည်နယ်ကိုဇာပြုတ်လေကျွန်တော်ဆော့တာအဲ့နေပြီးတော့မှပါမှာဆိုတော့ ဟိုဗလာဒီနဲ့ဘောင်းစုံပေါ့အာဘောင်းစင်ဆော့ရင်လည်းလက်တီးထိုးတက်လာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဒီကနေ့မှာအဲ့ဆော့ထားတဲ့အချင်းဒီနေ့ပဲဟုတ်ကဲ့ဒီပွဲမှာအတန်ချတယ်ဟုတ်ကဲ့အဲ့တော့ဒီဆုဆုံးနေဒီကနေ့ပွဲအနိုင်ရရှိသွားတဲ့ပုံပေါ့နော်ဒါဒီ one championship ကိုတကြောပြန်ပြန်ပြီးတော့ချိန်မထိုးတတ်တဲ့အချိန်မှာဒီနိုင်ပွဲရတဲ့တော့ဘယ်လိုမျိုးခံစားချက်တွေရှိကြလဲ ကျွန်တော်ဒီပွဲမှာအနိုင်ရအတွက်ကျွန်တော်အယမ်းပြော့တယ်ဟာနေ့လေလာတွေအချိန်ကြာကြီးအဲ့လိုမျိုးပေးစားလာရတယ်လေအချိန်နေပါတယ်အဲ့လိုမျိုးငငယ်လေးတွေကဒီလိုမျိုးနေရကိုရောက်ချင်တယ်ဆိုတော့အဲ့ဒီရင်မကျက်ပြေးသွားတာအယမ်းပြော့တယ်နောက်တော့လာပေးတဲ့ပြည်သားတွေလက်ဟိုအနိုင်ရရှိအောင်ထိုးပေးတဲ့အတွက်ပူပြီးဝမ်းသာတယ်ပေါ့ဒါပီတိတယ်အယမ်းဖြေတယ်ဘာမှမလဲနိုင်ဘူးကျွန်တော်ပြည်သားတွေအဲ့လိုကျွန်တော်အနိုင်ရပေးတဲ့အတွက်ဒီဘောနဲ့ရတာပူပြီးပို့ပြော့တယ် ချက်ပြီးရှိမှဆိုဘိုးအရင်တော့ကဒီ MMA ပွဲစဉ်တွေထိုးခုလာတွေ့တယ်ပေါ့နော်ဒီ MMA ပွဲစဉ်တွေအခုမှဒါပရမတ်တစ်မြန်မာပွဲစဉ်ထိုးလာတာပဲဒီကောင်ဆိုဒီဒီမှာလားကျုပ်မပီတလောင်းဆိုရင်ဝမ်ချမ်ပီယံရှစ်မှာအရင်ဆုံးကမတ်တန်းနေပါဆို MMA လို့ကျွန်တော်တွေ့ရတယ်။ဟုတ်ကဲ့။ဒီဝီထိုင်းပွဲစဉ်ထိုးတာကအခုတစ်ခါကတာပထမကျင်း။ဟာပထမကျင်းလို့ပြောလို့။ဟုတ်ကဲ့ပထမဦးဆုံးကျင်းလို့ပြောလို့ရတယ်။ဟုတ်ကဲ့။အဲ့တော့ဒီကနေ့ လဲထိုးတဲ့နံပွားတွေပေါ့ဗျာသုံးမင်းမင်းနေနဲ့ဒီဒီပွဲမတိုင်ခင်မှာခင်ဗျာတော့ဒါခုနေနဲ့ဒါပြန်ဖက်ပြီးပေါ့ဒါဘလူးအချီမျိုးမှာဒါဘလူးပုံစံမျိုးနဲ့ဒါအဆုံးတက်မယ်ဆိုပြီးတော့မှဒါကျူတင်ဒီတော့ဒီကတော့စဉ်းစားထားတဲ့အပိုင်းလေးတွေကိုမျိုးနဲ့ဒါအနိုင်ရယူကောင်းတယ်ဒီအပိုင်းစဉ်းစားထားတဲ့အချက်တွေအဲ့ဒီပြောပြပေါ့ကျွန်တော်ကအောက်မှာဆိုရင်ကျွန်တော်အဲ့လိုမျိုးအများတဲ့အဲ့လိုမျိုးအဲဘိုးတွေကျင့်တယ်တထောင်ရိုက်ကျင့်တယ်ကျွန်တော်ဒူးတွေတိုက်ကျင့်တယ် ဒီခြေထောက်တွေကအများကြီးနေလက်သေးကြတော့ကျွန်တော်အာအာတအာတကျဲဆိုတော့ကျင့်စားမလို့ကျွန်တော်ရှင်းပါပါကျွန်တော်လိုမျိုး airphone နဲ့အလုပ်ပတ်သိမ်းချင်တာဒါမှသိမ်းကြည့်တယ်မရဘူးပေါ့မရခါကြကျွန်တော်နောက်ဆုံးကျွန်တော်ပိုင်နဲ့လက်သေးနဲ့ပဲပွဲပြက်သိမ်းလိုက်တာအဲ့တော့ကိုစုံမင်းမင်းဒီကနေ့ဒီနေ့အိုင်ရရှိတဲ့ဒါအဓိကတော့ချက်အဓိကလက်နဲ့ဆိုရင်ဘာဖြစ်မလဲပါဒိတ်တက်တူဘာဖြစ်ပါကျွန်တော်အဓိကလက်နဲ့ကကျွန်တော်ဟို ဟိုလက်တီးပေါ့ဒီဘယ်လက်တီးပေါ့ဟုတ်ကဲ့အဲဘိုးတွေဒုတိယတော့ဒါဟာဒီချာတော့ပြန်လေ့ကျင့်ထားဟုတ်ကဲ့အဓိကလက်နဲ့တော့လက်ဟုတ်ကဲ့ကျွန်တော်ဒီ airbo တွေဒူးတွေကိုထောက်သုံးကြည့်တယ်ကျွန်တော်ထောက်သုံးတာမအောင်မြင်တဲ့အတွက်နောက်ဆုံးအဓိကလက်နဲ့ဒီလက်တင်နဲ့ပဲပုံသိမ်းလိုက်ရတယ်ဟုတ်ကဲ့အဲ့တော့ဒီနေ့နိုင်ဘွေအတွက်အခုဆုံးမယ့် corporate division မှာအခုတော့ဒီ online ကနေကြည့်ရှုနေတဲ့ပရိသတ်တွေရောအကဘာတော်မှာကြည့်ရှုနေတဲ့မြန်မာပရိသတ်တွေ ောက်ဆုံးလို့ဆက်စကားနဲ့ပြောပြပါဦးကျွန်တော်အဲ့လိုမျိုး TV မှာအားပေးတဲ့ပြည်သားတွေဟောဒီယုံထဲတိအားပေးတဲ့ပြည်သားတွေဟောတဏ္ဍာငလုံးမှာရှိတဲ့ပြည်သားတွေအကုန်လုံးကျွန်တော်တယောက်ချင်းစီအထူးပဲကျေးဇူးတင်အောင်နောက်ကျွန်တော်အဲ့လိုမျိုးဆက်ဆက်ရပံ့ပိုးကူညီတဲ့ကျွန်တော်တို့ကလာကအာနီးပြဆရာအကုန်လုံးဟောနောက်ကျွန်တော်ကလာကိုတီထောင်တဲ့ဆရာဆွန်းလုံးဦးဟောဆာဆွန်းလုံးဦးဇနီးတွေ့စီဆရာတော့အကုန်လုံးကျွန်တော်ကျေးဇူးတင်တော်ဟောနော်ကိုဖြိုးဝေတို့အဆသွားလာလာအကုန်လုံးကျွန်တော်ကျေးဇူးတင်